ုပြမစိုးတင်ဆက်ပေးခြင်းတဲ့တင်ကတော့မြန်မာနိုင်ငံမှာစံနာသိမ့်မှုကြောင့်ပြည်တွင်းစီးပွားရေတွေချွတ်ချုံကျနေတဲ့အချိန်အကျန့်ဖက်မင်းအွန်လိုင်းဟာဒီတွင်းအခြေအနေတွေအရာလေကြောင်းဆွမ်းအားအရင်အမြင်မရှိမဖြစ်လိုအပ်တယ်ဆိုပြီးပြည်သူဗန္ဓာတွေနဲ့လေရင်ငါးစီးကိုထပ်မံဝယ်ယူလိုက်ပြန်တယ်လို့သူတို့စစ်တပ်ကမြို့တွေနဲ့မြို့နယ်အများပြားကိုလက်ရှိအချိန်ထိလက်လွတ်ထားရတာတော့စစ်ရေးမှာစစ်တပ်ကအရေးတာနေပြီဆိုပြီးပြောလာပြန်ပါတယ်ဒါကတော့ယမန်နေ့ကပဲအကြက်ဖက်စစ်တပ်က လေရင်အားဖြစ်တယ်ဆိုတဲ့အခမ်းအနားမှာအချက်ဖက်မင်းအွန်လိုင်းကိုယ်တိုင်ပြောသွားပြန်တာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအခမ်းအနားမှာမြန်မာနိုင်ငံရဲ့ပြည်တွင်းအခြေအနေတွေအရလေကြောင်းစွမ်းအားအရင်အမြင့်မရှိမဖြစ်လိုအပ်တယ်ဆိုပြီး drone နဲ့ UAV အပါဝင်လေရင်၂စီးနဲ့ရဟရင်၃စီးစုစုပေါင်းလေရင်၅စီးကိုထပ်မံအင်အားဖြည့်လိုက်တဲ့အကြောင်းဒါဟာနိုင်ငံကလေတပ်တွေလိုခစ်မီလေကြောင်းစွမ်းအားဖြစ်အောင်သူတို့စစ်တပ်ကကြိုးပမ်းနေတာဖြစ်တယ်ဆိုတဲ့အကြောင်းတွေကိုအကြံဖက်မင်းအွန်လိုင်းကပြောသွားပြန်တယ်လို့သိရပါတယ်။ဒါပြင် လက်ရှိသူတို့စစ်တပ်ကလုံမဲ့အတုရောင်ရွေးကောက်ပွဲကိုတဖက်တော်လိုင်းရေးတပ်ဖွဲ့တွေကနီလန်ဘောင်းစုံနဲ့ဟန်တားနေတဲ့အကြောင်းကိုပါအဲ့ဒီအခမ်းအနားမှာထည့်သွင်းပြောဆိုသွားတဲ့အပြင်လက်ရှိအချိန်ထိသူတို့စစ်တပ်ကမြို့တွေနဲ့မြို့ပေါင်းများစွာလက်လွတ်ထားရတာတော့သူတို့စစ်တပ်ဘက်ကစီရင်မှာအရေးတာနေတယ်ဆိုပြီးတော့ပါအကြက်ဖက်မင်းအွန်လိုင်းကခတ်တီတီနဲ့ပြောသွားပြန်တယ်လို့သိရပါတယ်။အဲ့ဒီလိုအကြက်ဖက်မင်းအွန်လိုင်းဟာအကြောင်းအမျိုးမျိုးပြပြီးဒိုင်းပြည်ရဲ့ပြည်သူဗန္နာတွေနဲ့သူတို့စစ်တပ်အတွက်လေရင်ငါးစီးကိုထပ်မံဝယ်ယူလိုက်တဲ့အချိန်မှာပဲ တစ်ဖက်မှာတော့မြန်မာနိုင်ငံရဲ့ပြည်တွင်းစီးပွားရေးဟာသူတို့စစ်အာဏာသိမ်းမှုကြောင့်ချွတ်ချုံကျနေပြီးနိုင်ငံတကာစစ်တမ်းတွေမှာပါမြန်မာနိုင်ငံဟာဆင်းရဲမွဲတေမှုအမြင့်ဆုံးနိုင်ငံဆင်းရဲနဲ့မှာဆက်လက်တည်ရှိနေသလိုမြန်မာပြည်သူ85ရာခိုင်နှုန်းဟာဆင်းရဲမွဲတေမှုအနေနဲ့ရင်ဆိုင်နေရတယ်လို့ကုလ UNDP အစိုးရခန်းစာမှာပါဖော်ပြထားပါသေးတယ်။အဲဒီလိုအချက်ဖတ်စစ်တကပြည်သူဗန္နာတွေကိုစိတ်ကြိုက်သုံးဆွဲပြီးတော့ထပ်မံဝယ်ယူထားပြန်တဲ့လေရင်၅စီးတဲ့မှာ နှစ်စီးကတရုတ်နိုင်ငံထုတ်ဖြစ်ပြီးကျန်တဲ့သုံးစီးကရုရှားနိုင်ငံထုတ်ဖြစ်တယ်လို့လည်းသိရပါလိမ့်ခင်ဗျာရန်ကုန်မော်လမြိုင်ယထာလမ်းပိုင်းမိုက်ခွဲခံရပြီးကြောက်တင်ယထာတွဲလမ်းချော်တိမ်မောက်သွားတယ်လို့သိရပါတယ်ဒါကတော့နိုဝင်ဘာလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲရန်ကုန်မော်လမြိုင်မြေထာလမ်းပိုင်းကပထုံမြို့နယ်တိမ်စိတ်ဘူတာနဲ့ဒုံဝန်ဘူတာကျန်းကယထာလမ်းပိုင်းမိုက်ခွဲခံရပြီးအမှတ်686အဆုံကြောက်တင်ယထာအတွဲ၄တွဲလမ်းချော်တိမ်မောက်သွားတယ်လို့သိရပါတယ်အဲ့ဒီလိုယထာလမ်းမိုက်ခွဲမှုဖြစ်စဉ်ကို ဘယ်ဖွဲ့စည်းကပြစ်လုပ်တယ်ဆိုတာတော့မသိရပဲအဲ့ဒီလိုရန်ကုန်မော်လမြိုင်ယထာလမ်းပိုင်းမိုင်းခွဲခံရပြီးနောက်မှာမော်လမြိုင်ဘူရာကြီးကထွက်ခွာမဲ့ခီးစဉ်နှစ်ခုကိုယာယီရဆိုင်ခဲ့တယ်လို့လည်းသိရပါတယ်လက်လုံးမှာတော့ယထာလမ်းပိုင်းကိုပြန်လည်ပြင်ဆင်မှုတွေလှုပ်ဆောင်နေတယ်လို့သိရပြီးလမ်းချော်သွားတဲ့ကြောက်တင်ယထာစကောင်းအပါဝင်ယထာတွဲ၄တွဲနဲ့တန်လန်းတချို့ပျက်စီးထားတယ်လို့လည်းသိရပါတယ်ခင်ဗျာ မကွေးတိုင်းကပခုတ်ကူမြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်တွေကဝိုင်းဝန်းတိုက်ခိုက်ချင်းမမှုအတွေ့စစ်တပ်ဘက်က10ဦးဝင်းကျင်ကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်နောက်ထပ်စစ်သားအယောက်20နီးပါးဒဏ်ရာရထားတဲ့အကြောင်းကိုစစ်တပ် icon ကနေတဆင့်ကြားဖြတ်ကြားခဲ့ရတယ်လို့တောင်းရင်သွေးပျောက်ကြားတပ်ဖွဲ့ရဲ့ရဲဘော်တို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့အော်တိုပါလာ30ရက်နေ့ကစပြီးပခုတ်ကူမြို့နယ်မြစ်ချေကျွန်းချောင်းဒေသအတွင်းဝင်းရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်တွေကလမ်းမိုက်တစ်လျှောက် ဝိုင်းဝန်းတက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါလေအဲ့ဒီလိုတက်ခိုက်မှုတွေအတွေ့စစ်တပ်ကဆယ်ဦးဝင်းကျင်ဟာအသီးသီးတိတ်ကုန်ကြတဲ့အပြင်နောက်တစ်စစ်သားအယောက်20နီးပါးကဒဏ်ရာတွေရထားတဲ့အကြောင်းကိုစစ်တပ်စစ်ကြောင်းကအသုံးပြုတဲ့ icon ကနေဒေါ်လာရင်းတက်တွေအသုံးပြုတဲ့ icon ကိုလာညှိပြီးကြားဖြတ်ကြားခဲ့ရတယ်လို့နောက်ရင်တွေပျောက်ကြားတက်ဖွဲ့ရဲ့ရဲဘော်တို့ကရှင်းပြထားပါတယ်လက်ရှိအဲ့ဒီပခုတ်ကူမြို့နယ်မြစ်ချေကျုံချောင်းဒေသဘက်မှာရောက်နေတဲ့စစ်တပ်စစ်ကြောင်းကပြန်မဆုတ်သေးတဲ့အတွက် ဒေါ်လာရင်းတက်တွေနဲ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနိုင်တယ်လို့လည်းတောင်းရင်သွေးပြောက်ကြားတက်ဖွဲ့ရဲ့ရဲဘော်တို့ကပြောထားပါတယ်ခင်ဗျတက်ဆက်ထဲမှာပဲမကွေးတိုင်းကောက်ကူမြို့နယ်ကမြစ်ချီကျွန်းချောင်းမှာအထက်တန်းပြကြောက်ဆရာကိုထုဆိုသူကိုအကြံဖက်စစ်တပ်ကဖမ်းဆီးတပ်ဖြတ်လိုက်ပြီးနေအိမ်15လုံးထက်မနည်းကိုပါမိရှို့ဖျက်ဆီးသွားတယ်လို့တောင်းရင်သွေးပြောက်ကြားတက်ဖွဲ့ရဲ့တော်လိုင်းရဲ့တရင်ရှင်မိကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့အောက်တိုဘာလ30ရက်နေ့ကပဲ ပကံညာဦးဘက်ကနေ ARI မြစ်အနောက်ဘက်ကပခုတ်ကူမြို့နယ်မြစ်ချေကျွန်းချောင်းဒေသဘက်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာဒေါ်လာရေးတပ်တွေနဲ့တိုက်ပွဲတွေဖြစ်ပွားမှုအတွင်သူတို့စစ်တပ်ကတော်တော်ကိုအထိနာပြီးတဲ့နောက်ဘာမှမဆိုင်တဲ့ရသပြည်သူတွေနေထိုင်ရာကြေးရွာတွေကိုဝင်ရောက်စီးနှင်းမိရှို့မှုတွေလုပ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာနိုဝင်ဘာလ၂ရက်နေ့မှာတော့ညောင်လကြေးရွာကိုရောက်လာပြီးကြေးရွာထဲကအသက်66နှစ်အရွယ်ကျောင်းဆရာကိုထုဆိုသူကိုဖမ်းဆီးနှိပ်စက်ပြီးမှ ဥကောင်းကိုတနက်နဲ့သုံးချက်ပစ်ခတ်ပြီးတပ်ဖြတ်လိုက်ကြသလိုရုပ်အလောင်းကိုပါဖြောက်ဖြတ်ဖို့မိရှုသွားတယ်လို့တောင်းရင်တွေးပျောက်ကြားတက်ဖွဲ့ရဲ့တော်လိုင်းသတင်းရင်းမြစ်ကပြောထားပါလေအဲ့ဒီအချက်ဖက်စစ်တဲ့စကြောင်းဟာညောင်လာကြေးရွာအနီးမှာရှိတဲ့မြို့စိုးကြေးရွာကိုပါဝင်ရောက်ပြီးပြည်သူတွေထွက်ပြေးသွားတဲ့အချိန်နေအိမ်15လုံးကိုပါမိရှုဖျက်ဆီးသွားတဲ့အပြင်တစ်ဖက်ကပေါင်တော်ကြေးရွာနဲ့တော်ချောင်းလေးကြေးရွာကိုလည်းဝင်ရောက်မိရှုမှုတွေလုပ်ခဲ့သေးတယ်လို့တောင်းရင်တွေးပျောက်ကြားတက်ဖွဲ့ရဲ့တော်လိုင်းသတင်းရင်းမြစ်ကပြောထားပါလေခင်ဗျတစ်ဖက်မှာတော့ ရင်းသားတိုင်းလောင်းလုံးမြို့ကကြက်ဖွတ်ပါတီရုံမှာပောက်ကွဲမှုကြောင့်မီးလောင်မှုဖြစ်ပွားခဲ့ပြီးအနီးနားမှာရှိတဲ့လောင်းလုံးရက်စကန်ကစစ်သားတွေဟာလာရောက်မီးငြိမ်းပေးမှုမရှိတဲ့အတွက်တရုံလုံးပြကျသွားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဒါကတော့ဒီကနေ့နိုဝင်ဘာလ10ရက်နေ့မနက်9:00နာရီလောက်ကပဲလောင်းလုံးမြို့ကကြက်ဖွတ်ပါတီရုံမှာပောက်ကွဲတန်နှစ်ချက်ထွက်ပေါ်လာပြီးတဲ့နောက်မီးလောင်မှုဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုကြက်ဖွတ်ပါတီရုံမီးလောင်နေတာကို နီးနားမှာရှိတဲ့လောင်းလုံး yes camp မှာတက်ဆွဲထားတဲ့စစ်သားတွေကမိငိမ်ပေးမှုမရှိတဲ့အတွက်တိတ်ရုံလုံးပြကြသွားတယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်။အဲ့ဒီလိုချက်ဖပါတီယုံပောက်ကွဲတဲ့နှစ်ချက်စထွက်လာကလေးကအနီးနားမှာရှိတဲ့လောင်းလုံးမြို့မှာ yes camp ကစစ်သားတွေဟာမသိစရာအကြောင်းမရှိသလိုမိလောင်နေတာကိုလည်းတိတိကျကျနဲ့မိငိမ်ပေးမှုမရှိပဲတိတ်ရုံလုံးမိလောင်ပြကြပြီးမှအဲ့ဒီ yes camp ကနေစစ်သားတွေဟာအလုံးရင်နဲ့ထွက်လာပြီးတော့ဓက်ပုံရိုက်ကတွေ့တာပြုတ်လုခဲ့ကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျ။ တစ်ဖက်မှာတော့ကရင်ပြည်နယ်ကမြောက်ရီမြို့နယ်မှာမဒိမ့်မှုကျွလွန်ထားတဲ့သူစိုင်းမျိုးညွတ်ဦးနဲ့စစ်မှုတပ်လူငယ်တွေအများဆုံးဖမ်းဆီးပေးနေသူနှစ်ဦးတို့ကိုအကြမ်းဖက်စစ်တပ်လက်အောက်ကကရင်ပြည်နယ်ဝန်ကြီးချုပ်ဆိုတဲ့သူကစီမံထူးချုံဂုံတူးဆောင်စုတွေချင်းမြင့်ပေးနေပြန်တယ်လို့ကရင်စစ်ရေးသတင်းရှင်းမြစ်ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။ဒါကတော့ယမနီကပဲ290ပြည့်ကရင်ပြည်နယ်နေ့အခမ်းအနားမှာအကြမ်းဖက်စစ်တပ်လက်အောက်ကကရင်ပြည်နယ်ဝန်ကြီးချုပ်စောမြင့်ဦးဆိုသူကလက်ရှိမြောက်ရီမြို့နယ်မှာ မဒိမ့်မှုတရားခန့်အမှတ်9ရက်ကွက်အုပ်ချုပ်ရေးမှုဆိုင်မျိုးညွတ်ဦးစစ်မှုရလူငယ်တွေအများဆုံးဖမ်းဆီးပေးနေသူအမှတ်3ရက်ကွက်အုပ်ချုပ်ရေးမှုရွှေတင်တဲ့အမှတ်၄ရက်ကွက်အုပ်ချုပ်ရေးမှုစီလိုင်းဆိုသူတို့ကိုဂုံဒူးဆောင်တစိမ့်နဲ့စုတွေချင်းမြင့်နေပြန်တာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီလို့ ညရီမျိုးနဲ့မှာမဒိမ့်မှုကျွလွန်ထားတဲ့သူဆိုင်းမျိုးညွတ်ဦးအပါဝင် စုချင်းမြင့်ခံရသူ၃ဦးကိုစစ်တပ်လက်အောက်ကဗီဂျီအဖွဲ့ကပဲသူတို့အချင်းချင်းပြန်လဲထောက်ခံမှုပေးပြီးသူတို့အချင်းချင်းပဲစုတွေချင်းမြင့်နေကြတာဖြစ်တယ်လို့ကရင်စည်သတင်းရှင်မကပြောထားပါတယ်အဲ့ဒီကစုရရှိတဲ့အမှတ်၅ရက်ကအုတ်ချုပ်ရေးမှုမဘတာအစွန်းရောက်ဆိုင်းမျိုးညွတ်ဦးဆိုရင် မြောက်ရီမြို့နယ်မှာရဲရင်ရင်ကျင်းနာမည်နဲ့ဓမ္မစကူစာသင်ကျောင်းဖွင့်ပြီးတော့အသက်မပြည့်သေးတဲ့မိန်းကလေးငယ်တွေအပါဝင်ကျောင်းသူဆယ်ဦးထက်မနည်းကမဒိန်ကျင်နာတွေလိန်မိုက်ဆိုင်ရာအမျက်ထုတ်တာတွေကျူးလွန်ခဲ့သူဖြစ်ပြီးအဲ့ဒီလိုသူကျူးလွန်ခဲ့တဲ့အကြောင်းကိုလေကျူးလွန်ခံရတဲ့မိန်းကလေးငယ်တွေကိုယ်တိုင်တရားဝင်ထုတ်ဖော်ပြောဆိုထားတဲ့အကြောင်းကိုရန်ကုန်ခေတ်ကနေဖော်ပြခဲ့ပြီးဖြစ်သလိုအဲ့ဒီလိုလူကိုအကျံဖတ်စစ်တက်ကသူတို့လူအချင်းချင်းစီမံထူးချုံဂုံတူးဆောင်စုတွေချင်းမြင့်နေပြန်တာဖြစ်တယ်လို့ကရင်စည်ရေးသတင်းယူနစ်ကပြောထားပါတယ်ခင်ဗျ။ တစ်ဖက်မှာတော့တစ်ဖက်မှာတော့ရခိုင်ပြည်နယ်မှာအရကတတော်အေးအေးသိမ့်ပိုက်ထားတဲ့မင်းပြမြို့ကိုအချက်ဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲသွားမှုကြောင့်ပြည်သူ၄ဦးသေဆုံးထပြန်တဲ့အပြင်နောက်ထပ်ပြည်သူ၉ဦးကဒဏ်ရာရရထားတယ်လို့ဒေသခံပြည်သူတွေစီကနေသိရပါတယ်။ဒါကတော့နိုဝင်ဘာလ9ရက်နေ့ဖြစ်တဲ့မနေ့ကည၈နာရီကျော်လောက်မှာပဲရခိုင်ပြည်နယ်မှာအရကတတော်အေးအေးသိမ့်ပိုက်ထားတဲ့မင်းပြမြို့ပေါ်မြို့တိရက်ွက်ထက်ကိုအချက်ဖက်စစ်တပ်ကတိုက်လေရင်နဲ့လာပြီးဘုံကျဲသွားတယ်ဆိုပါတယ်။ ဲ့ဒီလိုအကြက်ဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရသာပြည်သူမခိုင်ဆန်းရွှေဥမောင်တန်းထေးဥမောင်တန်းနဲ့ကိုတန်းမောင်ထေးဆိုသူတို့လေးဦးသေဆုံးရတဲ့အပြင်နောက်ထပ်ပြည်သူကိုဦးကဒဏ်ရာတွေရထားသလိုနေအိမ်တွေလည်းပျက်စီးထားတယ်လို့ဒေသခံပြည်သူတွေစီကနေသိရပါတယ်အဲ့ဒီလိုအကြက်ဖက်စစ်တပ်ကလေကြောင်းကနေဘုံကျဲသွားတဲ့မင်းပြမျိုးမှာဘာတိုက်ပွဲမှမဖြစ်တော့ပဲပြည်သူတွေဟာအာရခတတော်အေးအေးထိန်းချုပ်မှုအောက်မှာအေးအေးဆေးဆေးနေနေကြတာကို စစ်တပ်ကတမင်တကာရတပီတွေကိုဥတီပီတိုက်ခိုက်သွားတာဖြစ်တယ်လို့လဲရခိုင်စပလစ်ရှောင်းတွေကိုအကူအညီပေးနေတဲ့ရခိုင်ပရိုက်တာအဖွဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောထားပါသေးတယ်။အလားတူယမန်နေ့ကပဲရခိုင်ပြည်နယ်ပုံနာကျွန်းမြို့နယ်ကရိုးတရုတ်ကြေးရွာကိုလည်းအချင်းဖက်စစ်တပ်ကတိုက်လေရင်နဲ့လာပြီးဘုံကျဲသွားမှုကြောင့်ပြည်သူ၅ဦးတည်ဆုံးခဲ့တဲ့အပြင်ခုနဦးကဒဏ်ရာတွေရထားသေးတယ်လို့လည်းသိရပါခင်ဗျာ။တစ်ဖက်မှာတော့